ပါစာတတာမင်းထက်ကျော်ခလာရတစ်တစ်နှစ်တမငငလာောက်ခံပါကျွန်တော်တို့ဒီတစ်ကောင်စီကကျွန်တော်တို့ဒီလူမျိုးရေးဆိုလဲခွဲခြားပါတယ်။ရခိုင်ဆိုရင်ဒီတိုင်းသားတွေဆိုရင်သူတို့အင်ဖော်မာလို့လဲထင်ပါ။က ပြီးတော့ဒီစစ်ကောင်စီကိုငကိုတဲ့ကမကြိုက်တာလေးပါတယ်ပြီးတော့ကျွန်တော်ဒီအာနာရှင်စနစ်ကိုလည်းမလိုချင်တဲ့အတွက်မလိုချင်တဲ့အတွက်ကျွန်တော်လက်နဲ့တကွာလာပြီးအလင်းဝင်တော့ကျွန်တော်လက်နဲ့တကွာလာရောက်အလင်းဝင်တော့ခရန်ကြီးခင်မျိုးသားတက်တော်ကကြတော့ကျွန်တော်တို့ကိုမျိုးရိသားညီလူကိုလူနဲ့ဆက်ဆံပြီးတော့ကြိုးဆိုပါတယ်ကောင်းမွန်လဲထားပါလူလူမြောက်လုံးလုံးချင်းထားပါ သူတို့ကကျတော့ခွဲလူနဲ့ခွဲကြရဲဟိုရခိုင်ဆိုရင်လည်းမင်းတို့ကအင်ဖော်မာတို့ဘာတို့အဲတိုင်းသားဆိုလည်းတိုင်းသားလူတွေပြီးတော့ဒီဟိုပါတော့နည်းနည်းယာထူးရှိတဲ့လူတွေကကျတော့အောက်ကအောင်နေနည်းနည်းဖိကျင်တော့ဒီတိုင်းဆက်ဆံလာရဲ့ရှိကျွန်တော်တို့ဒီအမှာတော့စဝင်တော့ဒီတသားသစ်အချင်းနဲ့ ဒါတလာခွဲလောက်မှာဆိုရင်ကျွန်တော်တအားကြုံပါပါသူတို့ကျွန်တော်တို့မယုံကြည်သလိုတွေမယုံကြည်သလိုတွေလောက်တာတွေပြီးကျွန်တော်တို့ဒီရခိုင်ဆိုရင်မင်းတို့က AE ကနေထွက်ပြေးတာမင်းတို့ informer ဘာညာနဲ့အဲ့လိုဒါဒီများများဆိုင်ကိုပို့ပြီးတော့မကြည်ပဲနဲ့အဲ့လိုခိုင်းတာတွေတော့မလုံချင်တာတွေပေါ့ဗျာအတင်းခိုင်းတာတွေအဲ့လိုတွေရှိတယ်ဗျဟိုပြီးတော့သူတို့စားပြီးသားပကိုင်းတောင်မှမင်းဆေးရမယ်ဆိုတဲ့အပိုင်းရှိတယ် လိုလေးလောက်ထားရင်ကျွန်တော်တို့ဘာမှစိတ်မူပါတယ်လို့အားလုံးလည်းအဆင်ပြေပါတယ်လို့ဒီငါလည်းအဆင်ပြေတယ်ကျွန်တော်အသက်အနည်းလေးလည်းမဆိုးရိမ်ပါနဲ့ကျွန်တော်ကျွန်တော်တကယ်လို့ဟိုပါဖြစ်ရင်တော့အရင်တော့ပြန်နိုင်အောင်ပြန်လာပါပေါ့အလိုပဲပြောချင်ပါတယ်